ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါစစ်ကောင်စီတပ်ပြန်လဲထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကြောက်မဲမြို့မှာတအောင်းတမတော် TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီးတော့စစ်ကောင်စီတပ်ဘက်ကအမျိုးသား3ဦးကိုဖမ်းဆီးထားပြီးတော့နေအိမ်တချို့ကိုလည်းချေပိတ်လိုက်တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ25ရက်နေ့မှာတအောင်တအုပ်ချုပ်စင်က ရက်ွက်အုပ်ချုပ်ရေးမှုတာဝန်ယူခဲ့တဲ့ကြောက်မဲမျိုးရက်ွက်တဲ့အုပ်ချုပ်ရေးမှုနဲ့ကိုပြူးဆိုသူကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့တယ်လို့ဖြစ်စဉ်သိရှိသူဒေတာခန့်အမျိုးသားတအူးကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့လယ်မှာလည်း ရက်ွက်ချအုပ်ချုပ်ရမှုကိုစစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ဆိုပါတယ်တပ်ပြင်ဖန်စီတွားတဲ့အုတ်ချုပ်ရမှုတွေရဲ့နေအိမ်အပါအဝင်ရုပ်ကွက်တစ်ကနေအိမ်၃အိမ်ရုပ်ကွက်၃ကတအိမ်ရုပ်ကွက်၆ကတအိမ်စုစုပေါင်းနေအိမ်၅အိမ်ကိုလည်းတလွန်ရေးတပ်တွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးတော့စစ်ကောင်စီတပ်ကချိတ်ပိတ်သွားတယ်လို့ဆိုပါတယ်။အလားတူစစ်ကောင်စီတပ်ပြန်ထိန်းချုပ်နေတဲ့နောင်ချိုမြို့မှာလည်းတလွန်ရေးတပ်တွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးတော့နေအိမ်တွေကိုလိုက်လံချိတ်ပိတ်တာရှိနေပြီး ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ရွှေပြည်မြေကစုံစမ်းသိရှိရပါတယ်တောင်တမတော်ထိန်ချုပ်ထားတဲ့ကြောက်မဲမြို့ကိုပြီးခဲ့တဲ့အောက်တိုဘာ၁ရက်နေ့မှာစစ်ကောင်စီတပ်ကပြန်လည်တင်ယူခဲ့တာဖြစ်ပါတယ်။